ဈေးကွက်အတွင်းဘီလက်မြေဈေးနှုန်းတွေအစမတန်ဈေးနှုန်းမြင့်တင်ရောင်းချတဲ့ဆောက်လုပ်ရေးဖြစ်စည်းဆိုင်62ဆိုင်ကိုတီးဆဲဥပဒေတွေနဲ့အညီအရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း NASA ကမှထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့မန္တလေးငလျင်ကြီးလှုပ်ခတ်မှုနဲ့ဆက်ဆက်ပြီးဈေးကွက်အတွင်းမှာဘီလက်မြေဝယ်လိုအားတွေမြင့်တက်ခဲ့တာကြောင့်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိစေရေးအတွက်တာဝန်ရှိသူတွေပါဝင်တဲ့အဖွဲ့တွေကစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်တို့ကမြို့ကြီးအချို့မှဆောက်လုပ်ရေးပစ္စည်းဆိုင်320ဆိုင်ကိုဧပြီ23ရက်နေ့မှာကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်စစ်ဆေးတွေ့ရှိချက်တွေအရဝယ်ရင်စေးတက်10ရာခိုင်နှုန်းမှ15ရာခိုင်နှုန်းအထိအမျက်ယူရောင်းချလျက်ရှိတဲ့ဆိုင်30နဲ့ဝယ်ရင်စေးထက်15ရာခိုင်နှုန်းနဲ့အထက်အမျက်ယူရောင်းချနေတဲ့32ဆိုင်ကိုဖော်ထုတ်နိုင်ခဲ့ပါတယ် ဒါအပြင်ဘီလက်မြေအိတ်တွေကိုမတမာတဲ့နီလန့်တွေနဲ့ပြုလုပ်ရောင်းချတဲ့တောင်ကြီးမျိုးအနောက်မျိုးပတ်လန်ရေတနာတီတီရော့ကော့မှာဖွင့်လှစ်ထားတဲ့ပြည်စုံအောင်အိမ်ဆောက်ပစ္စည်းဆိုင်ပန်းရှင်အပါအဝင်ရှစ်ဦးတို့ကိုလည်းအေးအေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့သိရပါတယ်လက်ရှိမှာမန္တလေးငလျင်ကြီးကျောင်းဘီလက်မြေလိုအပ်ချက်မြန်မာနေချင်းမက်ဆီမန်နဲ့အပါချီဘီလက်မြေတို့ကရှော့ဆေးတွေနဲ့ရောင်းချပေးလျက်ရှိပြီးမြိုင်ကလေးနဲ့ပြည်ညောင်ဘီလက်မြေစက်ရုံတို့မှာစက်ရုံအထိုင်ဆေးနဲ့ရောင်းချပေးနေတယ်လို့သိရှိရကြောင်းမှာခင်ဗျာ Oh! <laughs>